ဒီရဲ့ဘိုင်းမှာတော့လမ်းညွန့်ဆိုတဲ့လူကနောက်တစ်ခါပေါ်လာပြီးမကလမ်းညွန့်ပါငါအလုတ်ကနှုတ်လက္ခဏာဆောင်တဲ့စိတ်ကံစားချက်တွေကိုစုဆောင်မှုပါလို့ရှင်းပြလိုက်ပါတယ်နှုတ်လက္ခဏာဆောင်တဲ့စိတ်ကံစားချက်တွေကပုံစံမျိုးရှိနိုင်တယ်ဆိုပေမဲ့ဥမာတစ်စုံတစ်ယောက်ကစားသောက်ဆိုင်သွားပြီးသူတို့ရဲ့တူကရုတ်တရက်ကျိုးသွားရင်စစ်ဆိုတာမျိုးဒါလည်းငါစားစားပဲလို့ပြောပါတယ်ရင်းကတည်ယူမှုအိတ်ကနေထွက်လာပြီးနက်နက်ရှာရှာအသက်ရှူလိုက်ပေမဲ့သူထွက်လာတာနဲ့ပထမဆုံးလှုပ်တာကအန်ဂျီစီလဲပြီးငါဘလောက်ကြာသားလဲလို့မေးလိုက်ပါတယ်အဲ့ဒါနဲ့အန်ဂျီကနှစ်နှစ်နီးပါးပဲလို့ဖြေကဒီရန်ကအောက်အောင်သွားခဲ့ပါတယ်အချိန်တစ်ခုမှမကုန်သွားသလိုပဲခံစားရပေမဲ့အခု ူရေးမကြည့်တော့ပဲအန်ကြီးကသူမရှိတော့ပြောင်းလဲသွားတဲ့အရာအလုံးအကြောင်းအိုက်တိတ်လို့ဖို့စတင်လိုက်ပါတယ်။သူမကနိုင်ငံတော်ကဘလို့တိုးတက်လာတယ်ဆိုတာပြတ်တာပြီးဒီရင်ကိုချိန်နေစေခဲ့ပေမဲ့လည်းဒီရင်ကအန်ကြီးရဲ့ကြိုးစားမှုတွေကိုချီးကျူးလိုက်ပြီးအန်ကြီးကလည်းသူ့ရဲ့အတိမတ်ပြုမှုကိုတည်တဆိတ်ကျေးဇူးတင်နေခဲ့ပါတယ်။အားလုံးကိုခံစားပြီးရင်တော့ဒီရင်ကသူ့နဲ့မျိုးကိုကိုယ်တိုင်ဆက်စေဖို့အဆုံးပြတ်ကအန်ကြီးကသူ့ကိုပထမဆုံးအာဂါသာစိတ်ကံကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒါကဂျိုသူတွေလွတ်တင်နေနေရဖြစ်ကအာဂါသာထဲမှာလင်းတွေရွေးလျားနေတာကိုကြည့်ရင်အန်ကြီးကိုလီယန်ကဒါကိုနေရာကိုပြချင်တယ်လို့ပြောပေမဲ့သူမကဒီတွေးကိုချက်ချင်းပဲဖျက်လိုက်ပါတယ် ဒီရင်ကအာဂါဒယင်တွေအလုံးလုံးနေတာကိုကြည့်ရင်ဆိတ်လို့ရှားလာပြီငါတော်ကိုမောင်းကျင်တယ်လို့ပြောပါတယ်အန်ဂျီကသူ့ပတ်လက်ပြီးတကယ်ပဲမောင်းကျင်လာလို့မေးတဲ့အခါမောင်းကျင်တယ်လို့ပြောကလီရင်ကသူ့အမြဲတမ်းစိတ်ကူးရင်ရတာဖြစ်လို့အဲ့ဒါနဲ့စိတ်အားထက်တန်သွားဖြေလိုက်ပါတယ်အန်ဂျီကခေါင်းညိပြီးငါစီစဉ်ပေးနိုင်တယ်လို့ပြောကသူမကသူ့ကိုမိုဘိုင်းအာဂါဒယင်တစ်ခုစီခေါ်သွားခဲ့ပါတယ်အချိန်ကလမ်းညွှန်ကြားတွေနဲ့အလုပ်လုပ်တယ်လို့ရှင်းပြပေးမယ်ပူစင်းမြင့်တဲ့ရွေးလျားမှုတွေအတွက်သူ့စိတ်နဲ့မော်ပင်ညာကိုအသုံးပြုဖို့လိုတယ်လို့ပြောပါတယ် အန်ဂျီကအတွင်းဝင်ပြီးစမ်းသပ်မှုတွေစတင်ပေမဲ့သူ့ကိုရမ်းရှိကိုမတို့သွားခင်မှာပဲအန်ဂျီသူ့ကိုရက်တန့်စေပြီးပြီးရင်ရင်ရန်လျှောက်တတ်ဖို့လိုတယ်လို့သတိပေးပါတယ်။ရင်ကမျက်ခုံကျုပ်ပြီးဒီမှာလက်နက်တွေပါလာလို့မေးပေမဲ့အန်ဂျီကတာစီတလို့ညင်လိုက်ပြီးအနေအများလုံးနဲ့ပြောလိုက်ပါတယ်။ဒါမဲ့လီယန်ကစတူဒီယိုလုံးတွေကစမ်းသပ်ဖို့အနေဆုံးတစ်ခါတော့တိုက်ခိုက်ဖို့လိုတယ်လို့ပြောပါတယ်။လီယန်ရဲ့စတူဒီယိုလုံးတာကိုထက်တင်စဉ်းစားပြီးနောက်အန်ဂျီကလေ့ကျင့်ပွဲတစ်ခုစီစဉ်ပေးလိုက်ပြီးအတွေ့အကြုံရှိတဲ့တိုက်ခိုက်သူကပ္ပရိမာချာနဲ့တိုက်ခိုက်ဖို့ဖြစ်တယ်လို့ပြောပါတယ်။ လီယန်ကမာချာနဲ့တွေ့တဲ့အခါယုံကြည်မှုရှိရှိနဲ့အစင်သေးဖြစ်ပြီလို့ပြောလိုက်ပြီးမင်းစင်သေးဖြစ်နေတဲ့အချိန်လို့ရိုးရိုးလေးပြန်ဖြေပါတယ်။လေးချင်မှုစားတဲ့အချိန်မှာလီယန်ကရှေ့ကိုခုံတိုးသွားပြီးမာချာကအလွယ်တကူချောင်းလိုက်ကသူ့လက်နက်ကိုဖျက်ချလိုက်တာနဲ့မာရှုံးသွားပြီလို့ပြောလိုက်ရင်မာချာကပြုံးရင်ရင်ပြောလိုက်ပါတယ်။လီယန်ရဲ့မျက်နှာကစိတ်သက်သာသွားရင်ငါကခလေးပဲဆိုပြီးမင်းကတော့လက်စားမနေနဲ့လို့ပြောပါတယ်။မာချာကတဘောတူလိုက်ပြီးသူ့ထပ်တွေ့တဲ့အချိန်မှာလီယန်ကသူ့ကိုပြန်ပတိုက်ခိုင်းနိုင်ခင်မှာပဲမြေပေါ်ပစ်ချခံလိုက်ရပါတယ်။ ။လီယန်ကညင်ညူရင်တကယ်စစ်ပွဲကဗီဒီယိုဂိမ်းထက်ပိုခက်တယ်ဆိုတာသိလိုက်ရပြီ။ပိုကောင်းအောင်လုပ်ဖို့လီယန်ကသူ့အစီကံကိုစစ်တီတော်တယောက်ရှာဖို့တောင်းဆိုလိုက်ပါတယ်။အစီကံကကန့်ကွက်ကတိုက်ခိုက်မှုကသူ့အတွက်မဟုတ်ဘူးလို့သတ်ပြောပေးမယ်။လီယန်ကဇွဲရှိနေခဲ့ပါတယ်။ဒင်းချိုးဘူးနဲ့ကြောင်းရုံစီဘူးအင်အားလိုတယ်လို့ပြောနေရင်အန်ဂျီကဝင်ပြီးရာရှိဆိုတဲ့ဆရာတယောက်ကိုခေါ်ဖို့ပြောပါတယ်။ရရှိရောက်လာတဲ့အခါဒီယန်ကိုခရူးဆိုင်ကြည့်နေမင်းကိုတင်ဖို့လိုလားလို့မေးပါတယ်။ဒီယန်ကခါဟုတ်ဖြောက်ပြီးဟုတ်ပါတယ်ကျွန်တော်ကခုနှစ်မြေကလီယန်ဗန်ဖီဖြစ်ပါတယ် ကောင်းဆုံးစီရတောက်စီကတင်ယူခြင်းမလိုလို့ပြန်ဖြေပါတယ်။ရရှိကရဲပြီးအကောင်းဆုံးဆိုတဲ့ဇကားကတတ်မှတ်ချက်မရှိဘူးလို့ဆိုတဲ့အတိုင်းနောက်ဆုံးမှာနိုင်ရတဲ့သူနဲ့အရှုပ်ပေးတဲ့သူကခဏခဏဆုံးဖြတ်ရတဲ့ဆိုရင်အကောင်းဆုံးဖြစ်ဖို့ကြိုးစားမယ့်အစားကောင်းအောင်လုပ်ဖို့ပဲအအောင်ဆိုင်ပါလို့ပြောလိုက်ပါတယ်။အန်ကြီးကရရှိကိုကြည့်ပြီးဒီကောင်းလေးမှမမှန်တယ်လို့မရှိဘူးလို့ပြောရင်တခုခုစောင့်နေတယ်လို့ပဲလို့ထင်နေပါတယ်။အဲကြောင့်လီယာကတကယ်အကောင်းတဲ့သူကဗလာနတ်ကြီးကိုသိခနိုင်တဲ့လူပါလို့ပြောဆိုပေမဲ့ရရှိရဲ့ရည်ရှင်းတွေကိုစိတ်ဝင်စားလို့လီယန်ကဆရာရဲ့ကြံ့ကြံ့မှုတချို့ကိုပြသပေးနိုင်မလားလို့မေးပါတယ်။ ။ရရှုကြီးကသူတို့ကိုထပ်တွေ့တဲ့တော်တဲ့စီခေါ်သွားပြီးဒါကိုတက်ခါပဲပြမယ်လို့ပြောရင်တေချာကြည့်နေပါလို့ပြောပါတယ်။အဲ့ဒါနဲ့ခဏအတွင်းမှာပဲဝါရဏီကိုမရွေ့ပဲချိုးပစ်လိုက်တာနေရာအာရုံတင်သွားခဲ့ပါတယ်။ အန်ဂျီစီလဲပြီးဆရာလောက်တာမြင်လားလို့မေးပေမဲ့အန်ဂျီကခေါင်းခါပြီး "तू မမရှိဘူး"လို့ပြန်ပြေးပါတယ်။တင်ကတော့သူတို့မမြင်နိုင်တော့မြန်စရာကိုယုံကြည်လိုက်တာ။တင်ကရှေ့ကိုတိုးပြီးဆရာကျွန်တော်ကိုတပည့်ဖြစ်လက်ခံပါလို့ပြောပါတယ်။အဲ့လိုပြောတော့ရရှိကြီးကပြုတ်ပြီး"ရာဆက်ဆက်ငါတပည့်ဖြစ်မယ်"လို့ပြန်ပြေးပါတယ်။ညနေမှာရရှိကြီးကဒီလေ့ကျင့်ခန်းမြေကိုပြန်ရောက်ပြီးတကူတူရေမောရင်ရမိုက်တဲ့ကလေးပဲလို့ပြောနေပါတယ်။အဲ့ဒါနဲ့လီယာကတကယ်တော့လည်းဒါကိုယုံကြည်သားကြီးဖြစ်ပါတယ်။ သူကဒီကောင်လေးကကြိုးစားပြီးကြမ်းကျင်လာတာနဲ့သူ့ကိုတင်ပြီးသွားရင်ငါရဲ့အုပ်ချုပ်ဥစ္စာတွေကိုဆုံးချွတ်သွားမှာဖြစ်လို့အချိန်ဆွဲဖို့မဖြစ်နိုင်တဲ့အလုပ်တွေပေးဖို့လိုတယ်လို့တွေးနေပါတယ်။တကားဦးမိနေသူကမတော်စတာဖွင့်ပြလိုက်တဲ့အချိန်တုံခါပြီးတန်ကြီးတနေတဲ့စစ်တီကျော်ကြီးတကောင်ကိုတွေ့လိုက်ရပါတယ်။တကားအသုံးမကျတဲ့အရာဖြစ်ပေမဲ့ငါတော်ကိုတုံချွတ်နိုင်လို့လူလီယန်ကပြန်ပြောပါတယ်။နောက်ပိုင်းမှာလီယန်ကဘရိုင်ယန်နဲ့လေးချင်းနေတော့ဘရိုင်ယန်ကဒီတုံနေပြီးတန်ကြီးတနေတဲ့စစ်တီကျော်ကအသုံးလာလို့မေးပါတယ်။ကျင်းကဒါရရှိရစီရရင်ညွှန်ကြားချက်ပါလို့ဆိုရင်လေ့ကျင့်ဖို့အသုံးပြုမယ်လို့ပြန်ပြောပါတယ်။ဘယ်ရန်ဒါကမင်းရဲ့အဖိုးတော့ မာလီစတာရဲ့တက်နေတဲ့ unit ဖြစ်ပြီးမင်းတော်ကိုတမုထားတာမပြောတဲ့ဆိုပေမဲ့ KMS unit တကူကလေ့ကျင့်ရေးအတွက်ဟိုကောင်မှပဲလို့ပြောပါတယ်။အားကြောင့်လီယန်ကတကယ်မောင်းသူဖြစ်ဖို့ထိန်းချုပ်ရတဲ့ခက်တဲ့အဟောင်းတကူကိုကျွမ်းကျင်ဖို့လိုတယ်လို့ပြောပါတယ်။ဘရန်ယန်ကဒီလေ့ကျင့်ရေးခန်းကဘာအကျိုးရှိလဲလို့အချိန်ပြုံးနေတာပဲလို့မေးရခါ။ယင်ကအချိန်ပြုံးတာမဟုတ်ဘူး။အနုပညာတကူပါလို့ပြန်ပြောပါတယ်။အဲ့ဒါနဲ့လီယန်ကရရှိဦးကတပ်ပင်တပင်ကိုဖျက်တာကိုသိလိုက်ရပြီးသူ့မောင်းမြင်ခဲ့တာကိုပြန်တတိရလိုက်ပါတယ်။